မင်္ဂလာပါခင်ဗျာဆရာငယ်ပါခင်ဗျာနော်ဒီတစ်ခါတော့ဆရာက2025ခုနှစ်6လပိုင်းဇွန်လအတွက်ဗုဒ္ဓဘုရားဟူတာသမီးမိတ်ဆွေများအတွက်တလားစာရှောင်းရန်ဆောင်းရန်နဲ့ကံကြမ္မာဟောစရံကိုဆရာကဟောကြားပေးမှာဖြစ်တဲ့အတွက်ဗုဒ္ဓဘုရားဟူတာသမီးမိတ်ဆွေအားလုံးဥစွာဘေးပရာတွေဝေးကွာလို့ကောင်းကျိုးလိုအင်ဆန္ဒမှန်သမျှပြည့်စုံကြပါစေလို့ဆရာကဥစွာမေတ္တာပို့ဆုတောင်းထောက်ပံ့ပြုရင်းနဲ့ဒီ2025ခုနှစ်6လပိုင်းမှာ နောက်တစ်ခုရအောင်တာသမီးမိတ်ဆွေများမိတ်ဆွေတို့ရဲ့ကံရှိနေဘလို့ရှိမလဲဆိုတော့ဆရာတလတာကိုသုံးသပ်ပေးမှာဖြစ်ပါတယ်ဒီ6လပိုင်းအတွင်းမှာမိတ်ဆွေတို့အနေနဲ့ဘာကိုဖြစ်ဖြစ်လက်ရှိမိမိရဲ့ရင်ထဲမှာ ကောင်းသောဤမှန်ချက်ကောင်းသောဤရွယ်ချက်မိမိဖြစ်ရှင်သောဆန္ဒဂျင်းတည်ဖြစ်မြောက်မယ်ဒါပေမဲ့လော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 မဆုံးဖြတ်နဲ့အလောမကြီးနဲ့အလန်အလင်မလို့နဲ့ အလင်းလိုတဲ့အခါအလောကြီးတဲ့အခါမှာအမာယွန်းလေးတွေအဆုံးဖြတ်မားလေးတွေလွဲချော်တတာလေးတွေဖြစ်ရတဲ့အတွက်ကြောင့်မလို့ဘာကိုဖြစ်ဖြစ်ရောက်ရှိနေတဲ့လမ်းကြောင်းပေါ်မှာမှန်ကန်နေတယ်မှန်ကန်နေတဲ့အတူပဲမိတ်ဆွေတို့အနေနဲ့အယံကြီးတော့ဟိုလိုလောဘမကြီးနဲ့အယံကြီးဟိုလိုဖြစ်ချင်တဲ့ဆန္ဒကြီးတွေမကြီးမားစေနဲ့ဟိုလော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 နဲ့ဆုံးဖြတ်တဲ့အခါမှာအဲဟိုစွန့်လာလို့ပေါ့ဟိုငါများချိတ်ကိုပဲငစားပဲမြင်ပြီးတော့ငါများချိတ်ကိုမမြင်ပဲဖြစ်တတ်တဲ့အတွက်တော့သတိထားစင်နေပြီးလို့လိုအပ်ပါတယ်အလုံးနဲ့ပတ်သက်ရင်လုပ်ငန်းနဲ့ပတ်သက်ရင် နှစ်ခါပြန်လောက်ရတာမျိုးတခုခုလှုပ်ဆောင်တဲ့အခါမှာကိုကိုကိုစိတ်တိုင်းမကြတာမျိုးအားမရတာမျိုးတွေဖြစ်ရတတ်တယ်။ဒါကြောင့်မလို့မိတ်ဆွေတို့အနေနဲ့ကိုကိုကိုတတိထားပါစိတ်တိုင်းကြစိတ်တိုင်းမကြတာမျိုးအားမရတာမျိုးတွေဖြစ်ရတာမျိုးအလုပ်တခုခုနှစ်ခါပြန်လောက်ရတာမျိုးငါတိကျပိုလုံနိုင်ရမယ်ဆိုတာမျိုးတွေအများကြီးစဉ်းစားတွေးခေါ်နေတဲ့လာဖြစ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့အနေနဲ့ဒီလာတာတော်တော်များဆိုရင်တော့ဘာကိုဖြစ်ဖြစ်ကိုရဲ့ကံကိုကလည်းကိုကစိတ်တိုင်းမကြအားမရတာမျိုးတွေဖြစ်ရတတ်တယ်။သို့တော့ အဲတနေ့တလန်တလန်ထတော့ပူသွားမှာဗောနော်တနေ့တလန်ဘတ်ဘန်ပဲရွေးမလဲဆိုလို့ပြင်မဲ့လို့မိတ်ဆွေတို့အနေနဲ့ရီမန်းချက်ရီရွယ်ချက်တွေကိုသာအဖြက်လန်းကြီးရောက်ခံနေကြတော့မှလူတချို့ကတစ်ခါလေကြာရောက်ခံနေကြမှဖြစ်ချင်တဲ့ဆန္ဒတွေဖြစ်တော့မှရောက်ခံနေတက်တဲလို့တော့မှလမ်းလျှော့သွားတာမျိုးပြီးဖြစ်တတ်တဲ့အတွက်ကြောင့်မလို့အဲအောင်မြင်မှုနဲ့ရီမန်းချက်နဲ့နီးလေလေတိုင်းခြားလေလေဖြစ်တယ်ဆိုတော့ကတ်မျိုးကာလာမျိုးဖြစ်ပါတယ်ဒီလဟာမိတ်ဆွေတို့ဘာလို့ဖြစ်ဖြစ် လုပ်ငန်းကိစ္စအလုပ်ကိစ္စနဲ့ပတ်သက်လာရင် OHM လုပ်ငန်းစတင်လှုပ်ဆောင်တာမျိုးကိုပိုင်လုပ်ငန်းနဲ့ပတ်သက်ပြီးရှိတို့ဆောင်ရလှုပ်ဆောင်တာမျိုးတွေအကျိုးပေးတယ်ဘာကိုဖြစ်ဖြစ်လုပ်ငန်းအလုပ်ကိစ္စလုံအောင်ရင်းနှီးမှုကိစ္စမှန်သမျှကိုရှေ့တိုးဆောင်ရွက်ပြီးတော့အကြံစီတွေကိုအကောင့်ထဲပေါ်တင်တော့ကာလာဖြစ်တယ်။ဂျမိုင်းဂျမိုင်းနဲ့ပတ်သက်လာရင်တော့ Twitter Twitter အခြေခံရှိတဲ့မိတ်ဆွေများတတိထားပါ အကျောနဲ့ပတ်သက်တာမျိုးလေးတွေအစင်းမြင့်နဲ့ပတ်သက်တာမျိုးလေးတွေအဲတတိထားစီနေရသလိုကြောက်ကတ်တို့ဥတို့ဝမ်ပိုက်တို့နဲ့ပတ်သက်တာမျိုးလေးတွေမှာတတိထားအတွင်းကလေးစားတွေနဲ့ပတ်သက်လာရင်ကျန်မာရင်ညံ့တတ်တယ်သို့သောအသက်60နဲ့အထက်ဘုဒ္ဓဘုရားဥဒသမီးမိတ်ဆွေများဟိုကတော့ခန္ဓာကိုယ်အောက်ပိုင်းဖြစ်တဲ့လေအဲဆိုတာခါနာရာမျိုးဒူးနာရာမျိုးလေးပြတ်တာမျိုးလေးဒါမျိုးလေးကိုပို့ပြီးတော့သတိပြုရလို့အကြောင်းဆရာကထပ်လောင်းပြောကြားလိုက်ပြရစီခဗျာကောင်းပြီအလုပ်ကိစ္စ လုပ်ငန်းနဲ့ပတ်သက်လို့အလုံးနဲ့ပတ်သက်လာလို့ရှိရင်ဘာကိုလှုပ်လို့တည်တည်ရှာရှာရင်းရင်းနှီးနှီးနဲ့လှုပ်ပါအလုံးကိုအလုံးနှစ်ခုစိတ်နှစ်ခုအလုံးနှစ်ခွစိတ်နှစ်ခွလှုပ်ဆောင်နေရမျိုးတက်ဒီကြတဲ့ဂျင်းသေးပေါ့တခုတည်းကိုဘာလှုပ်တက်လဲကိုတည်ရှာရွေးချယ်တိုင်းရွေးချယ်ပြီးသွားတဲ့အခါမှာဒါကိုလှုပ်မယ်ဆိုရင်လည်းတခုတည်းနဲ့တလန်းနဲ့နဲ့စဆိုင်မမတ်နဲ့သွားပါအောင်မြင်ခြင်းနဲ့တုတ်တက်ခြင်းတွေရရှိပါလိမ့်မယ်လေနံနှစ်ဖက်နှင်းတာမကောင်းဘူးအလုံးနှစ်ခုစိတ်နှစ်ခုအလုံးနှစ်ခွစိတ်နှစ်ခွများစွာဖြစ်တတ်တယ်ဒါကိုလည်းလှုပ်ရင်ကောင်းမလား ဟွာကိုလည်းလုပ်ရင်ကောင်းမလားဆိုရဲလုပ်ငန်းနှစ်ခုအလုံးနှစ်ခုစိတ်နှစ်ခုကျင်းသိပအောင်မိစုတို့တွန်တွဲလာတတ်တယ်လို့လုပ်ငန်းကိစ္စအလုပ်ကိစ္စလုပ်တဲ့အခါမှာလဲစကားနှစ်ခါတစ်ခါလေးပြောရမယ့်ကိစ္စတွေမှာနှစ်ခါပြန်ပြောရတာမျိုးလေးတွေပစ္စည်းအထာမလာတာမျိုးလေးတွေအဲပတ်စံအထာမလာမျိုးလေးတွေတခိုးခိုးခံရတာမျိုးတွေပတ်စံပစ္စည်းပျောက်တတ်တာမျိုးလေးတွေဂျုံကတတ်တဲ့အတွက်တော့သတိထားဆင်ခြင်ပေးရန်လိုအပ်သောအချက်လေးတွေတွေ့ရပါတယ်ငွေကြီးငွေကြီးနဲ့ပတ်သက်လာရင်တော့ဝင်ငွေဟာ ဝင်လဲဝင်လဲထွက်လဲထွက်တယ်အိတ်ပေါက်နဲ့ဖားကောက်လိုဖြစ်နေတတ်တဲ့အတွက်ငွေကြီးကံနဲ့ပတ်သက်လာတဲ့အခါမှာမိတ်ဆွေပုတ်တူရအောင်တာသမီများအနေနဲ့ငွေကြီးဟာငွေမမြဲသောလငွေဝင်ဖို့တော့ငွေရဝင်တော့ဝင်တယ်ဘယ်ကနေထွက်လဲမသိဘူးလက်ထဲမှာငွေမမြဲဘူးပတ်စံကကိုကကိုနဲ့ဝင်နေကိုမတည်တော့လားငွေဝင်ရင်ကိုအိတ်ပေါက်ထွက်ရှင်နေတဲ့စိတ်မျိုးတွေငွေပတ်စံလက်ထက်ရှိနေကိုဘာတော့မှမလဲစဉ်းစားနေတယ်လာဖြစ်တဲ့အတွက်ကြောင့်မလို့ဘုတ်တခုရအောင်တာသမီမိတ်ဆွေတွေနဲ့ဒီလဟာ မိတ်ဆွေတို့အနေနဲ့ငွေကြီးနဲ့ပတ်သက်လို့ရှိရင်ငွေငွေနဲ့ပတ်သက်လာလို့ရှိရင်ကိုယ့်လက်ထဲထားတာမျိုးတက်တခုခုရင်းနှီးလှုပ်ဆောင်တာမျိုးလေးတွေအဲတခုခုမှာတည်ချတဲ့အစုချေရထည့်ထားတာမျိုးလေးတွေဖြစ်စီတနည်းအားမှာတုံးစရာရှိရင်တုံဆိုင်တွေ့ဝင်နေပဲနဲ့အတုံးပြုတ်လိုက်တာကပုံမှုကောင်းမှုပြီးတော့တကယ်လို့မှအတုံးပြုတ်စရာမရှိရင်လဲဇာငင်နာလာပြီးရင်ပြီးထားလို့ရပါတယ်ခင်ဗျကောင်းပြီဆိုတော့ဒါအပြင်မိတ်ဆွေဗုဒ္ဓဟူးရသာသမီးတွေဒီလတ်တာအတော်တွေမှာဆိုရင် ငွေကြီးနဲ့ပတ်တိုင်ငွေမမြဲဘူးငွေမမြဲတဲ့အတွက်လည်းဆရာတစ်တော့မှာတော့မှငွေမြဲစီရန်အတွက်အဆောင်ကလေးတင်ထားတယ်ဆရာငွေမြဲစီရန်ရည်ရည်ဒီမှာပြောပြပေးမယ်ဆရာတို့ဂတ်ထုစာရွက်ကလေးအပန်းရောင်ဂတ်ထုစာရွက်လေးတခုကိုရှာလိုက်အပန်းရောင်ဂတ်ထုစာရွက်ပေါ်မှာဆရာတို့နှစ်လက်မှဆိုနှစ်လက်မှနှစ်လက်မှရရမယ်နော်ဒီမှာဆရာတို့နှစ်လက်မှပေါ့နှစ်လက်မှလေးတိုင်းလိုက်အလျားလေးနှစ်လက်မှအနံလေးနှစ်လက်မှလေးတိုင်းလိုက်အလျားနှစ်လက်မှအနံနှစ်လက်မှကိုအဲဒီလိုလေးဟိုတူညီတော့ အလမ်းမလေးရှိတာလေအဲ့ဒါလေးကိုဆရာတို့ကတောက်မှန်တဘဝန်လေးတောက်မှန်စတုကန်လို့ပုံလေးဆွဲတာဆွဲပြီးတော့ plastic အပါလီလောက်ပြီးမိတ်ဆွေရဲ့ပတ်စံအိတ်ထဲမှာစောင့်ထားရင်ငွေမြဲပါတယ်ဘယ်နေသားမဆိုလို့လို့ရပါတယ်ဒါကိုတိတိကျအသိစိတ်သိကျဆရာငယ်ပေတဲ့ဆိုပြီး Facebook ပေါ်မှာဝင်ကြည့်လိုက်ပါဆရာငွေမြဲစီရာအတွက်ရရရအောင်ဆရာတင်ပေးထားပါတယ်ဆိုတဲ့အကြောင်းထပ်လောင်းပြောကြပါရစေကောင်းပြီရှေ့ဆက်သွားလိုက်အောင်ဘုဒ္ဓဘုရားဥသာသမီးရာဒီရဲ့၅လ6လပိုင်းပြန်မှာဆိုမိတ်ဆွေတို့အနေနဲ့ဘာကိုဖြစ်ဖြစ်ဒီလတာတော်တွေမှာရှေ့တို့ဆောင်ရလှုပ်ဆောင်ပါ OHM လုပ်ငန်းတွေအကျိုးပေးပါတယ်ကိုပိုင်လုပ်ငန်းတွေအကျိုးပေးပါတယ်စက်တူလုပ်ငန်းတွေပူအကျိုးပေးပါတယ်စားသောက်ကုန် လုပ်ငန်းတွေအကျိုးပေးပါတယ်အဖွဲ့အစည်းအသင်းအဖွဲ့နဲ့ပတ်သက်တာမျိုးဘာသာစကားသင်တန်းနဲ့ပတ်သက်တာမျိုးနေရာထိုင်ခင်းနေရာထိုင်ခင်းနဲ့ပတ်သက်တာမျိုးတွေအကျိုးပေးပါတယ်ငကူကယာဟုတိုးဖို့ယာဟုတက်ဖို့အဲအခွင့်အလမ်းကောင်းတွေစောက်နေတာမျိုးယာဟုတိုးဖို့ယာဟုပြောင်းဖို့အတွက်ကိုစဉ်းစားနေဘာကြောင့်တုံဆိုင်နေမှာတော့ရေကြီးပြောင်းလိုက်ပါရှေ့တိုးဆောင်ရွက်လိုက်ပါအောင်မြင်ခြင်းနဲ့လုံးရင်လုံးတလောက်အတိုးတက်မဲ့ကာလဖြစ်တဲ့ဒါပေမဲ့ အလင်းမလိုပါနဲ့အဘဘက်ကနေလိုခန်းတစ်ခုလှုပ်တဲ့ခါလဲတွေးခေါ်ပါဒါကိုလှုပ်ရင်တော့ဒီလိုဖြစ်နိုင်တယ်ဒီဘက်က site ကလည်းဒီဘက်ကဒီလိုဖြစ်နိုင်တယ်ဒီဘက်က site ကလည်းတေချာတွေးခေါ်ပြီးမှလှုပ်ပါလက်တလုံးဆုံးဖြတ်တာမျိုးလော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 ဆုံးဖြတ်တာမျိုးလေးတွေအားနည်းစီတော့လာဖြစ်ပါတယ်ညံ့တယ်ဒုတိယတစ်ချက်ကငွေကြီးနဲ့ပတ်သက်ရင်ငွေကကိုယ်နဲ့ငွေနဲ့မမြဲသောကာလဖြစ်တဲ့အတွက်ရင်းနှီးတာမျိုးတွေခက်မြန်များလာလှုပ်လိုက်ပါဒါမှအောင်မြင်ခြင်းနဲ့တိုးတက်ခြင်းတွေပုံမအားတာပြီးတော့အထောက်အပံ့ဖြစ်စီမဲ့လာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပြပါစီဒုတိယတစ်ချက်ကယူဆရမှာရှိသေးတယ် ဆက်ပစ္စည်းယင်မောင်းနေတဲ့အခါမှာအလင်းစနိုမမောင်းမှနဲ့လော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 မလောင်းမှနဲ့ထိခိုက်ချနာမှုလေးတွေအများဆုံးဖြစ်နိုင်တော့လဖြစ်တဲ့အတွက်ကြောင့်မလို့ဗုဒ္ဓဘုရားဥဒ္ဒသမီးကဒီလတာတော်တွေမှာယင်ဆက်ပစ္စည်းနဲ့ပတ်သက်ပြီးမောင်းနေတဲ့အခါမှာဂယုဆိုင်ဆင်ရင်ပေးဖို့လိုအပ်ပါတယ်။ကောင်းပြီ။ဒုတိယတစ်ချက်လူငယ်တွေအချိန်နဲ့ပတ်သက်လာရင်တော့ ရတာမလို့လူတာမရဖြစ်တတ်တယ်လို့အဲမိတ်ဆွေလူငယ်များအနေနဲ့လုပ်ငန်းနဲ့ပတ်သက်လို့အလုပ်နဲ့ပတ်သက်လို့မညံဘူးဒါပေမဲ့ဗုဒ္ဓဖူးတွေကအဟုတ်ယူတတ်တဲ့နေသားတွေလည်းဖြစ်တဲ့အတွက်ကြောင့်မလို့တခုမဟုတ်တခုကတော့အဲခံစားတတ်ဝင်မှုအားကောင်းတဲ့နေသားတွေဖြစ်တဲ့အတွက်ကြောင့်မလို့ အလုံးနဲ့အောင်မြင်နေကမှအရှိရေးကကိုလိုကန့်လန့်လာဖြစ်နေတာမျိုးတွေဖြစ်တတ်တဲ့အတွက်အရှိရေးနဲ့ပတ်သက်လာရင်တော့မိမိချစ်သောမျက်နှာတော်သူကိုဖွင့်ပြောတာမျိုးဟာကိုကံကြမှာကိုတရားစင်စားတွေးခေါ်ပြီးမှဖွင့်ပြောပါဒါပြီးတဲ့အခါသမီးကြီးသားများအနေနဲ့တဦးနဲ့တူတယောက်နဲ့တယောက်အဆွဆွဲခံရတာမျိုးမိမိရဲ့ချစ်သူကြီးသားနဲ့ပတ်သက်ပြီးတော့စိတ်ဆိုးစိတ်ကောက်လို့အဆက်အသွယ်ပြတ်သွားတာမျိုးသူမဟုတ်ခရီးဝေးတို့ဟာလို့အဆက်အသွယ်ပြရတာမျိုးတွေကြုံရတတ်တယ်လို့ ရိုးစွတ်ခံရတာမျိုးကိုယ့်ကိုတပုတ်လေးမျိုးစွတ်စွဲခံရတာမျိုးတွေကြုံရတက်တဲ့အတွက်အခြေရင်းနဲ့ပတ်သက်လာရင်တော့ဗုဒ္ဓဘုရားတော်သမီးမိတ်ဆွေတို့ဟာဒီလဟာဦးစားမပေးတင်တော်လာတတိထားစီရင်ရအတွက်တော့လာရှိတယ်သို့တော့အိမ်တော်မြူရန်စိစက်ရန်အတွက်လက်ထက်ရန်အတွက်ရည်ရွယ်ထားတဲ့ရည်မှန်းထားတဲ့ဆုံးဖြတ်ထားတယ်ဆိုရင်တော့ကျင်းသေးပါအိမ်တော်မြူစိစက်လက်ထက်မင်္ဂလာပြုလို့ကောင်းသောကာလဖြစ်ပြီးတော့နှစ်လပေါင်းမှတရွက်ဆိုတဲ့အတိုင်းပဲအဲဆီယနာမှာခါလာပေးတယ်ရပါတယ်ခင်ဗျကောင်းပြီမိတ်ဆွေတို့ ိန်ဆောင်ကြီးအိန်ဆောင်ကြီးနဲ့ပတ်သက်လာရင်တော့ဘာမှခက်ခက်ခဲခဲမရှိဘူးအိန်ဆောင်ကြီးအစင်မပြေရင်ငွေကြီးကိစ္စအကြောင်းသာဖြစ်လိမ့်မယ်ငွေကြီးကိစ္စနဲ့ပတ်သက်လာလို့ရှိရင်အဲအိန်ဆောင်ဘက်မသိအောင်လုပ်ထားတဲ့ငွေကြီးကြောင့်ပြည်စီငွေကြီးနဲ့ပတ်သက်လာလို့ရှိရင်အကြောင်းပြုပြီးတော့မူတည်ပြီးတော့ပြဿနာတက်စရာလေးတွေစကားများစရာလေးတွေဖြစ်လာလို့ရင်ကျွန်တော်ဘာမှစိုးဝါဘာမှမရှိပါဘူးပတ်စံမရှိပါနဲ့ပတ်စံရှိရင်ဆုံးတက်တော့ကာလဖြစ်ပါတယ် ိုယ့်ရဲ့ကံကိုကရှိပြီးတော့မှဘဒူကမှပြီးလို့ဆိုတာကိုယ့်ရဲ့ကံကိုကရှိရင်စုံးမှုများနေတတ်တဲ့အတွက်မရှိပါနဲ့ရှိခြင်းတော့ဆရာလာရှိကြပါနော်ခောင်းပြီမိတ်ဆွေတို့ဒီလက်ရာတော်တွေမှာမိတ်ဆွေတို့အနေနဲ့ပတ်စံပစ္စည်းပျောက်တာမျိုးတခိုးခိုးခံရတာမျိုးအထားမားတာမျိုးအထားလွဲတာမျိုးလေးတွေကိုတော့တတိထားဆင်ခြင်ပေးရတဲ့တည်တည်ရှဲရှဲစနစ်တကျနဲ့စည်ရင်စရာပြည့်စုံထားပြီးလှုပ်ဆောင်ရလိုအပ်သောကာလအပတ်တာဖြစ်တယ်အကျိုးပေးစေသောအရာတွေကတော့အားလုံးအကျိုးပေးပါတယ်အထယ်လိတ်လုပ်ငန်းတွေနိုင်ငံခြားခရီးသွားတဲ့ပတ်သက်တာတွေ ဘာသာရားတွေတင်နန်းတွေပတ်စပို့တွေဒီဗီဇာတွေနေရာတိုင်းငင်းနဲ့ပတ်သက်တာတွေပြပတွေခီးသွားတွေအထယ်လိုက်လုပ်ငန်းတွေတီတီဖနက်ဆိုရှယ်အွန်လိုင်းရှော့မီဒီယာနဲ့ပတ်သက်တာတွေစံစီစီစားစားတောက်ကုန်နဲ့ပတ်သက်တာတွေရှမ်းထွက်သီးမြန်တွေကိုပိုင်းလုပ်ငန်းတွေအကျိုးပေးတဲ့ဖြစ်နိုင်လို့ရှိရင်ဆက်တူလုပ်ငန်းတွေအစုရှယ်ယာလုပ်ငန်းတွေမိသားစုဝင်တဦးတယောက်ရဲ့အမိကိုခံပြီးတော့လလွဲလှုပ်ခိုင်းတဲ့အလုပ်တွေဒီမှာအားသာကောင်းမွန်ပြီးတော့တိုးတက်နိုင်တော့လာဖြစ်ပါတယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီလတာတော်တွေမှာဆိုရင်ဘာကိုဖြစ်ဖြစ် နဂိုကမိမိရဲ့မိသားစုအတွင်းမှာအရှုံးအောင်ဖြစ်နေတဲ့သူတွေကျမ်းမာရေးမကောင်းတဲ့သူတွေတော့တရင်ကောင်းကြားရတာမျိုးအကောင့်ဘက်ကိုရောက်ရှိလာတာမျိုးလွတ်မြောက်လာတာမျိုးလေးတရင်ကောင်းတွေကြားရတတ်တော်လာဖြစ်ပါတယ်အမှုကိစ္စမပြီးမပြတ်ဖြစ်နေသူတွေအမှုကိစ္စပြီးပြတ်တတ်တယ်လို့မဖြစ်သေးတဲ့မိတ်ဆွေများအဖို့အမှုကိစ္စတွေဖြစ်ရတတ်တာမျိုးလေးတွေကြုံရတတ်တယ်အထူးသဖြင့်ဒီရက်လက်ရှိဆရာရှိမှလာပြနေတာဆိုလို့ရှိရင်ဗုဒ္ဓဘုရားဟုအမျိုးသားတွေအနေနဲ့အမျိုးသမီးကိစ္စအရော အဆွဆွဲခံရတာမျိုးလို့ငွေကြေးနဲ့ပတ်သက်ပြီးတော့အဆွဆွဲရိုးစွခံရတာမျိုးလေးတွေနဲ့ပတ်သက်ပြီးတော့အမှုဖြစ်နိုင်တဲ့အကြောင်းလေးတွေးတက်တဲ့အတွက်တတိထားဆင်ရင်ပြီးတော့ပြုမှုပေးဖို့တော့ဆရာကထပ်လောင်းပြောကြားလိုက်ပါရစေရင်ဆက်ပစ္စည်းနဲ့ပတ်သက်လို့ကိုင်းွယ်မောင်းနေတဲ့အခါမှာအလင်မလိုပါနဲ့လော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 မမောင်းပါနဲ့တတိပြုဖို့လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာဒီလာတာတော့တွင်မှာမိษွေဘုတ်တို့ရောက်သားသမီးတွေအနေနဲ့ဘာကိုဖြစ်ဖြစ်လုံမယ်ဆိုလို့ရှိရင်အကျိုးပေးစေတော့ကဏ္ဍအနေနဲ့ဆိုရင်တော့မိษွေတို့တစ်ကဏ္ဍသုံးကဏ္ဍ 6ကဏ္ဍဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေပါれအကျိုးပေးစီတော့အယောင်နေနဲ့ဆိုရင်တော့အနီရောင်အပြာရောင်မိတ်ဆွေတို့အနေနဲ့အစိမ်းရောင်တွေကမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေပြီးတော့အကျိုးပေးစီတော့နေသားအနေနဲ့ဆိုရင်ကျန်စာပရိသသမီးတင်းငွနေသားသမီးတွေနဲ့တွဲဖက်လုပ်တာဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ပြီးတော့အာသာကောင်းမွန်စေပါれအကျိုးပေးစီတော့အရာဟာအနောက်ဆူဆူရဖြစ်ပြီးတော့စန်တီယာအရာကတော့အရှိမြောက်ထောင်အရာဖြစ်ပါれ အဆက်ဆက်အရေးအစင်ပြီးအောင်မြင်တိုးတက်စေရန်အတွက်မိတ်ဆွေတို့ရဲ့အရေးကြီးသောကိစ္စတွေကိုပြောဆိုလှုပ်ဆောင်တဲ့အခါမှာမိမိရဲ့လုပ်ငန်းကိစ္စအရေးကြီးသောလုပ်ငန်းကိစ္စတွေကိုပြောဆိုလှုပ်ဆောင်ဆောင်တဲ့အခါမှာ လုပ်ငန်းကိစ္စလိုရာမှုကိစ္စအရေးကြီးတဲ့ကိစ္စတွေကိုမပြောမိမှာမိမိအိမ်ကမျက်စွာဖေးရမှာအအေးသုံးကွက်လှူပြီးတော့ပကံများတစ်ချက်တည်းမှာအအေးသုံးကွက်လှူပြီးတော့လိုရာကိုစုတောင်းပြီးတော့သုံးကြိမ်တိတိစုတောင်းပြီးတော့သွားပါအောင်မြင်ခြင်းနဲ့တိုးတက်ခြင်းရရှိလာပါလိမ့်မယ်ဆိုတဲ့အကြောင်းထပ်လောင်းပြောကြားလိုက်ပြရစီဒါအပြင်တတိထားစီနေရမယ့်အရဟာတော့ မိတ်ဆွေတို့အနေနဲ့အရှိစဆူအရဖြစ်ပြီးတော့အရာရာကို အရေးကြီးတဲ့ကိစ္စတွေကိုပြောဆိုမယ်ဆိုရင်ဒီရက်6လပိုင်း20နဲ့6ရက်နေ့မကြော်ခင်ပြောဆိုပါ26ရက်နေ့ရာနေစပြီးတော့နောက်ပိုင်းလာအကုံနောက်ပိုင်းကြာလို့ရှိရင်ကံရဲ့ရာဒီကိုဂျိုအပြောင်းလဲလေးတွေကြောင့်အညာလေးတွေကြောင့်အတက်တဲ့အတွက်ကြောင့်မလို့ဒါလေးတွေကိုတတိထားပါအဲလာကုံနောက်ဆုံးတစ်ပတ်ညံ့နေဆိုတော့အော်မိတ်ဆွေတို့တေချာတယ်ကျင်းသေးပေါ့ကိုမှတ်ထားပါဘာပဲဖြစ်ဖြစ်အလုံးနှစ်ခွစိတ်နှစ်ခွတဲ့တခုခုကိုတေချာဆုံးဖြတ်ပါ လေးနှစ်နှစ်ဖက်နင်းသလိုမဖြစ်ပါစေနဲ့မိတ်ဆွေတို့ဒီလရတော်တွင်မှာအဋိဋ္ဌံပြုလို့တဲ့ဗုဒ္ဓဖူးရာဟုသာသမိဆရာငယ်ရဲ့ဓမ္မမိတ်ဆွေသူတော်ကောင်းများအတွက်ကတော့အဋိဋ္ဌံပြုလို့တပါဆိုရင်အဋိဋ္ဌံပြုဖို့ကလည်းမြောက်ပြောရသေးတယ်နော်တကယ်ကိုအဋိဋ္ဌံပြုသင်ပါတယ်ဘလို့အဋိဋ္ဌံမျိုးလဲဆိုတော့မဟာသမယတုတ်ရွတ်ဆိုတာမျိုးသူမဟုတ်လို့ရှိရင်အဲဆရာတို့24ပဋ္ဌံရွတ်ဆိုတာမျိုးတွေအဋိဋ္ဌံတစ်ခုခုကိုကျင်းသေးဝင်ကြည့်ပါအများကြီးမဝင်ပါနဲ့၆ရက်ပဲဝင်ပါ မိတ်ဆွေတို့ရဲ့အခက်အခဲဟိုပဋ္ဌာန်းဆိုရလေရေဒူပစ္စည်းရမဏပစ္စည်းအဲ့လောက်ကိုပြောတာမဟုတ်ဘူးပဋ္ဌာန်းအကျယ်ရွတ်နိုင်ပို့ကောင်းပါလေအကျယ်မရရင်မဟာသမယတုတ်ရွတ်ဆိုတာတကယ်တော့ရထားတင်ပါလေနောက်တစ်ခုခုတော့အဲ့တော့မဟာသမယတုတ်တို့မဟုတ်လို့ရှိရင်ပဋ္ဌာန်းရွတ်ဆိုတာဆရာဆိုကြုံလုံးပြောလိုက်အောင်ဆရာငယ်ဆိုရင်ကျင်းသိပြောရတဲ့ဆရာကဆရာငွေပြတ်နေလို့ရှိရင်ဆရာပဋ္ဌာန်းရွတ်ရွတ်နေငွေဝင်တယ်ရွတ်တဲ့အခါမှာလေဆရာကပဋ္ဌာန်းရွတ်တဲ့အခါမှာလေဒါဘုဟုတ္တရကြားသက်ပြောပြမယ်နော်ရွတ်တဲ့အခါမှာလေဆရာပဋ္ဌာန်းရွတ်ရင်ဆရာက ရပါစေဆိုရဲရွေချင်တဲ့ရွတ်တာမဟုတ်ဘဲနဲ့ဆရာရဲ့စိတ်ကိုဆရာကစိတ်တည်ငြိမ်အောင်လုပ်တယ်ဖခင်ဝိပုတဲ့ပဋ္ဌံရွတ်တယ်ဆိုတော့ပဋ္ဌံရွတ်တဲ့အခါမှာဆရာရဲ့ခံစားချက်ကဆရာတို့ကဖုံးကြီးကြောင်းထွက်လဲမှုငယ်ပြူလဲမှုတော့မချက်ဘူးရွတ်တဲ့အခါမှာကိုယ်စိတ်လောနေနှစ်နှစ်ကလေးရွတ်တယ်စိတ်လေးငြိမ်နေနည်းနည်းလေးတော်တော်မှန်မှန်လေးရွတ်တယ်ကိုယ့်ရဲ့စိတ်ခံစားချက်လေးအကြည်လင်ဆုံးဖြစ်အောင်ဆရာကအဲမြတ်စွာဘုရားကိုပူဇော်တယ်ရွတ်ဆိုတဲ့အခါမှာလဲနံပါတ်1ငါဟာမြတ်စွာဘုရားရှင်ဟောခဲ့တဲ့ ပဋ္ဌာန်တရားတွေကိုရွတ်ဖတ်ပူဇော်နေရပါလားနံပါတ်1ပညာရမရှင်ဣဂရက်ပွဲတူရတာရှင်သာရိပုတ္တရာအကျင့်ရှိခဲ့တဲ့တရားတွေကိုရွတ်ဖတ်ပူဇော်နေရပါလားဒါအပြင်ငါရွတ်ဖတ်တဲ့အခါငါနောက်မှာအလယံပေသောနတ်တကြားဗြဟ္မာဖုတ်ပိတ်တာဒီလိုပုဂ္ဂိုလ်တွေကနားထောင်ပြီးအကျွတ်လွတ်တော်မှာပါလားဆိုတဲ့ရည်မှန်းချက်ကလေးနဲ့ဆန္ဒပြုပါတယ်သို့သောရွတ်တဲ့အခါမှာဆရာစိတ်ကအာနောက်ကကြားလိုက်နေတယ်လို့ဖျားဝစ်ပြုတဲ့အခါမှာပင်မန်းတဲ့အလုပ်ကိုဆရာဘယ်တော့မှမလုပ်ပါဘူး ဖျားဝတ်ပြတဲ့အခါမှာဆရာကစိတ်ကိုလောနေရင်အစဉ်ပြေမနေစိတ်ဒီပုံနေအောင်အေးချမ်းအောင်ဆရာကပြပါတယ်ဥပမာပေါ်ပဋ္ဌာန်းရတယ်ဆရာစိတ်တွေကလောနေတယ်ဆိုပုံမှန်ဆိုရင်ရူပစ္စယောဒီဧရူရူတံပယုတ်တာနံတမနံတသမုဒကနိစ္စရူပနာဟိတုပစ္စိနာပစ္စယောတပုံမဆရာစိတ်ကအရန်လောနေတယ်ဆိုဆရာဧည့်သည်ကလည်းစောင့်နေနောက်ကကြားလိုက်တယ်လို့ကျွန်တော်ဘယ်တော့မှမဖြစ်ပါဘူးဟိတုပစ္စယောဒီ ေရူရူတံပိယုတ်တာနံဓမ္မနံတောင်းတမှုတကငိစ္ဆရူပါနံဟိတုပစ္စည်းနာပစ္စည်းယောစိတ်ကိုတည်ငြိမ်အောင်ထိမှဒါမှန်ပြောတာပါဒါလေးကိုဆရာမျှဝေပေးလိုက်ပါတယ်ခင်ဗျာဂျေစုတမားလည်းဆက်ပြောလိုက်ပါစီဘုဒ္ဓဘုရားဥဒသမီမိတ်ဆွေတွေဒီလတာအတော်တွင်မှာဆိုလို့ရှိရင်တော့လုပ်ငန်းပြောင်းအလုပ်ပြောင်းလေးတွေကောင်းပါတယ်လုပ်ငန်းရာထူးနဲ့ပတ်သက်လို့အပြောင်းအရွှေ့လည်းကောင်းပါတယ်မြေဝင်တတ်ပါတယ်အထယ်လေးပစ္စည်းတွေလက်စပစ္စည်းတွေတမိုးကြီးတဲ့အရာတွေဝင်လာတတ်ပါတယ်ငကိုကသာသမီနေရရှိသူတွေသာသမီရရှိတတ်ပါတယ်ပျောက်တော့သူ ပုံးနေတတ်ပါတယ်။ရှာမတွေ့နိုင်ပါဘူး။မိမိတို့အရှိကြီးနဲ့ပတ်သက်လာရင်အเจ้าညာမျိုးစုံနဲ့ခွဲခွာရတာမျိုးအနားလည်မှုတွေတာမျိုးတွေလူငယ်တွေနေနဲ့မေတ္တာအရှိကြီးမှာအဲလုပ်ငန်းအဆင်ပြေခြင်းပေမဲ့စိတ်ကအရှိကြီးစင်မပြေလို့လုပ်ငန်းမှာမတွင်တာမျိုးလေးကြုံရတတ်တဲ့အတွက်အဲလူငယ်များအနေနဲ့ကတော့အရှိကြီးရအဖြတ်အနှောက်အတိုက်အခိုက်လေးတွေပေါ်တတ်တယ်ဆို